ဟာနောက်အစီကြဖို့ဆိုပြီးတော့လေ့ကျင့်ကြတယ် hyper ရိုက်တယ် hyper extension ဆိုတဲ့ခါကောတဲ့ကစားနေကိုဒီလိုခုံမှာကစားတာကိုတူပါလိမ့်မယ်အဲ့တော့ဒီခုံဒီကျွန်တော်ခါနောက်ထူတဲ့အတင်မကဘူးတင်ပါကြွက်သားအပေါ်နားတွေပုံပြီးချစ်လက်အောင်အစီကြအောင်လေ့ကျင့်တဲ့နေရာမှာလည်းအရန်သုံးဝင်ပါတယ်အဲ့တော့ဒီခုံကိုသုံးပြီးတော့ခါနောက်တင်ပါလေ့ကျင့်လို့ရအောင်လေ့ကျင့်ပုံလေ့ကျင့်ဒီဘယ်လိုကွာခြားလဲဆိုတာကိုကျွန်တော်ပြပေးမှာဖြစ်ပါတယ် WhatsApp Beast ဘာမှပြီးစကြလို့ပါတယ်ကျွန်တော်ကဘာမှပြီး Special Admin ဒေါက်တာရဲဖြစ်ပါတယ်ဒီနေ့ကျွန်တော်ပြမယ့်ကစားနည်းက Hyper Extension ခုံကိုသုံးပြီးတော့ခါနောက်အတွက်ဘယ်လိုလေ့ကျင့်မလဲတင်မအပေါ်နားတွေပို့ပြီးချစ်လက်လာအောင်ပို့ပြီးအဲ well defined ဖြစ်လာအောင်ဘယ်လိုလေ့ကျင့်မလဲဆိုတာကိုကျွန်တော်ပြပေးမှာဖြစ်တယ်အများစုလေ့ကျင့်တဲ့ပုံစံဒီခါနောက်ကိုလေ့ကျင့်တဲ့ပုံစံဖြစ်တယ်အဲ့ဒါဘယ်လိုသွားလဲဆိုရင်ကျွန်တော်တို့ခါကိုအဖြောင့်ထားတယ်ပြီးသွားရင်ကျွန်တော်တို့ခါကော့ပြီးတော့အဖြောင့်အတိုင်းတက်တယ်ဒီလိုပုံစံကို တွေ့ပါလိမ့်မယ်။ဒါလည်းကျွန်တော်တို့ခါနောက်ကိုသွားတဲ့ပုံစံဖြစ်တယ်။အဲ့တော့တင်မကိုဘလို့သွားမလဲဆိုတာကိုကျွန်တော်မပြောခင်ခါနောက်ကိုလေ့ကျင့်တဲ့အခါမှာပို့ပြီးထိရအောင်ဘလို့လေ့ကျင့်မယ်ဆိုတာကိုကျွန်တော်ပြောပြမှာဖြစ်ပါတယ်ဒီ hyper extension ခုံမှာခါနောက်ကိုလေ့ကျင့်တဲ့အခါမှာအဲအလေးတွေတင်တာထက်အရင်ဆုံး form man အောင်လေ့ကျင့်ဖို့လိုပါတယ်အဲ့တော့ကျွန်တော်တို့ခြေထောက်နှစ်ချောင်းကိုအဲတက်တက်ထားမယ်ပေါ့နော်ဟိုဘေးကို V shape ပုံစံထားကြမလို့ခြေပွားနှစ်ခုကိုအပြိုင်ထားမယ်ပြီးသွားရင်ကျွန်တော်တို့ရဲ့စီးဆက်စီးကုန်ဒီအောင်နားမှာ ဒီခုံရဲ့အပေါ်နာရှိရမယ်ပြောရရင်ဘိုက်နဲ့လွတ်နေရမယ်ကွေးလိုက်တဲ့အချိန်မှာပြီးတော့ကျွန်တော်တို့ခါကိုကိုင်းလာတယ်လက်ကိုခေါင်းပေါ်တင်လာတယ်ပြီးတော့ရင်အပေါ်ကော့တဲ့ခါမှာရင်းတော့အသက်ရှူထားမယ်ပေါ်တိုင်လေးမှုတ်ရင်းနဲ့လက်ကိုဖြွင့်ပြီးတော့ခါကော့မယ်ဒီလိုကော့တဲ့အချိန်မှာအောက်ပိုင်းနဲ့အပေါ်ပိုင်းတဒန်းနဲ့ဖြင့်ရက်လို့ရပြီဒီလိုမျိုးကြီးအပေါ်ဒီတက်စရာမလိုဘူးအပေါ်ဒီတက်ရင်အဲခါအနောက်ကျွတ်သားကိုလှုံ့ဆော်မှုရှိပဲနဲ့အလကား ဒူပင်မနာပဲဖတ်တင်မယ်အဲ့တော့အောက်ကူပြန်ဆင်းလက်ကူပြန်ကူးလိုက်တယ်တက်ရှူမယ်ဒါဒီကျွန်တော်တို့ hyper extension ခုံသုံးပြီးတော့ခါနောက်တွယ်လေ့ကျင့်တဲ့ပုံစံဖြစ်တယ်တင်ပါကြွက်သားချစ်လက်ချင်တယ် ပို့ပြီးတော့ကိတ်ချင်တယ်ဆိုရင်တို့တို့တင်ပါရဲ့အပေါ်နာပိုးရှင်းတွေကိုလေ့ကျင့်မလို့ပဲကျွန်တော်တွေ့နေရတာကမင်းကလေးအများစုဒီတင်ပါရဲ့အောက်နာတွေပဲလေ့ကျင့်ပြီးတော့အောက်ကြီးပဲကြီးနေတာတွေ့ရတယ်တင်ပါအပေါ်နာတွေအပိုင်းမှာကြတော့အဲလုံလောက်တဲ့ကြီးထွားမှုမရှိတာကိုတွေ့ရတယ်တင်ပါအပေါ်နာကြီးလာရင်ဘာတွေကောင်းမလဲဆိုရင် left hand လို့ခေါ်တယ်ကာဘီနာအစီတွေကြတာခါနောက်ကအစီကြတာအများကြီးအထောက်အပံ့ပြုတယ်အဲ့တော့တင်ပါအတွက်လေ့ကျင့်မယ်ဆိုရင် hyper goal မှာကျွန်တော်တို့6လောက်ထားမဲ့ position နဲ့ကျွန်တော်စပြောမယ်အဲ့တော့6လောက်ကိုကျွန်တော်တို့က v shape ထားမယ် ျွန်တော်ကို V shape ထားပြီးွားရင်ကျွန်တော်တို့ဂူကောင်းလေးကိုငငယ်ကွေးရမယ်ပေါင်ကိုဘေးကိုကားရမယ်နော်ပေါင်ဘေးကားမယ်ကျွန်တော်ကို V shape ထားမယ်ပြီးသွားရင်လူကိုလုံးဝ short ချလိုက်မယ်ပြီးသွားရင်ကျွန်တော်တို့တရရောက်ကိုဖတ်ထားလို့မျိုးဖတ်ထားလိုက်မယ်ပြောချင်တာခါကိုမကော့တော့ဘူးခါကိုကုန်းနာမယ်အဲ့တော့လက်ပိုက်သလိုမျိုးပိုက်လိုက်မယ်ခါကုန်းနာမယ်ပြီးသွားရင်ဂူကောင်းငငယ်ကွေးရမယ်တင်ပါးနှစ်ခုကိုညှစ်လိုက်ပါအပေါ်တက်လာလိမ့်မယ်အများကြီးတက်စရာမျိုးဒီလောက်ထိမလိုဘူးခါမကော့သွားခြင်းနဲ့အသက်ရှူမယ် ဒီကစားနီးမှာအရေးကြီးတဲ့အချက်ကတင်ပါညှစ်လိုက်လို့ကျွန်တော်တို့ကော့လာတဲ့မျိုးဖြစ်ကမယ်ကျွန်တော်ရဲ့ spine ကြော်ရိုးဒီတောက်ချောက်ဒီလိုဖြစ်နေရမယ်ဒီလိုကော့သွားပြီဆိုတော့ ਨੇ တင်ပါထက်ကျွန်တော်တို့ခါနောက် iterator spine ရဲ့အလုပ်လုပ်မှာဖြစ်တယ်အဲ့တော့ hyper ကိုုံသုံးပြီးတော့ဒီလိုမျိုးလေ့ကျင့်လို့ရပါတယ်အဲ့တော့ဆိုရင်ခါနောက်ကိုတင်ပါရောနှစ်မျိုးလေ့ကျင့်လို့ရတယ်ပို့ပြီးတော့အချိန်ကုန်တတ်တာတယ်ပို့ပြီးတော့ main ကလေးတွေအတွက်ဆိုရင်ပို့ပြီးတော့ခါသေးပြီးတော့တင်ပါကြည့်တဲ့ look ကိုရမှာဖြစ်တယ်ဒီနေ့ဒီ video ကိုအဆုံးထိကြည့်ပြီးတော့ကြောင်းအားလုံးကျေးဇူးတင်ပါတယ် ောက်နေ့တွေပါလဲအားလုံးအတွက်အကျိုးရှိမဲ့ဗီဒီယိုများနဲ့ပါမှပြန်ပြန်လာပါမယ်အာဘီဘက်